ပွဲမထုတ်ချင်လို့နီးပြကခြံထားပေးမယ်မိနစ်20အတွင်းအစွမ်းပြနိုင်ခဲ့တဲ့အမိထက်လူစီကိန်းမှာမြန်မာလေရွစီအမျိုးသမီးအတင်းကကစားမယ်ဆိုတာကြောင့်မြန်မာပြည်တွင်းကပြည်သက်တွေရောထိုင်းရောက်နေတဲ့မြန်မာပြည်သက်တွေရောကဝမ်းသာခဲ့ကြပါတယ်မိထက်လူပါဒီအတင်းမှာပေါဝင်မယ်ဆိုတာကြောင့်ပိုဝမ်းသာခဲ့ကြပေးမယ်ပထမပိုင်းမှာတော့မိထက်လူကမပေါဝင်ခဲ့ပါဘူးရှင်ဒုတိယပိုင်းပြီးခန့်နေမိနစ်20လို့မှပေါဝင်လာတဲ့မိထက်လူကအချိန်တိုအကျွမ်းမှာပဲသူ့ရဲ့အစွမ်းလေးကိုပြသနိုင်ခဲ့ပါတယ် မြန်မာအသင်းကိုအားပေးခြင်းနဲ့ပရိသတ်တွေကကိုယ်နဲ့မှအပြည့်လာရောက်အားပေးကြပြီးတော့အားလုံးမျှော်လင့်ထားတဲ့အတိုင်းမိထက်လူကလည်းတွင်ကိုရရှိသွားခဲ့ပါတယ်။ဒီပွဲမှာမိထက်လူကိုတွေ့လျက်ရတဲ့ပရိသတ်တွေကတော့ဝမ်းသာသွားခဲ့ကြပြီးတော့မိထက်လူကလည်းတကူသိယူနိုင်ခဲ့ပါတယ်ရှင်။ ကိုသွင်းဘီရင်ဆိုတဲ့နာမည်ကိုရထားတဲ့မိထက်လူကရတဲ့အခွင့်အရေးကိုအမိအရအသုံးချပြီးတော့ခေါင်းတိုက်ကကိုကိုသွင်းယူနိုင်ခဲ့ပါတယ်။ပထမပိုင်းမှာဝင်းသိကီထွန်းကတကိုသွင်းယူထားခဲ့တဲ့အတွက်မြန်မာအသင်းကဖိလစ်ပိန်အသင်းကိုအနိုင်ရရှိသွားခဲ့တာပါ။ယွမ်တီလိုင်းပေးလိုက်တဲ့ကိုကိုမိထက်လူကခေါင်းနဲ့တိုက်ပြီးတော့သွင်းယူတာကလှပနေတာကြောင့်ပြည်သက်တွေကကြီးမောအဖြစ်နေကြပါတယ်။ ဒီလိုကောင်းတိုက်ပြီးကိုသွန်းနာကသူ့ရဲ့ idol ဖြစ်တဲ့ Ronaldo ရဲ့အကွက်တွေပဲဖြစ်ပြီးတော့ခက်ခဲတဲ့ twin ကိုနဲ့အစွမ်းပြသွားနိုင်ခဲ့ပါတယ်။အမေရိကန်မှာ semi pro ကစားသမားတစ်ယောက်ဖြစ်တဲ့ Mitchell ကိုဂျပန်နီးပြဖြစ်တဲ့ Yuki ကတော့ပွဲစဉ်တွေမှာခြံထက်တက်ပါတယ်။အယက်ရှိတဲ့အပြင်နေရာယူတက်တဲ့ Mitchell ကိုပြည်သူတွေကပွဲချိန်ပြီးကစားစီချင်ကြပါတယ်နော်။ဂျပန်နီးပြကတော့ Mitchell ကိုခြံထက်တက်တာကိုပြည်သူတွေကသဘောမကျပေမဲ့လည်းဂျပန်နီးပြမှာလည်းဗျူဟာတွေကရှိနေပါတယ်။ဂျပန်နီးပြကပွဲတွေမှာယူနေလိုက်တဲ့ Mitchell ကိုအစပိုင်းမှာပွဲမထုတ်ပဲဒုတိယပိုင်းမှာလူစားထည့်သုံးနေရှိပါတယ်။ ဒီနေ့စနစ်ကတော့သူရဲ့ဟွက်ဖဲဖြစ်ပြီးတော့မြမအတင်းကိုနိုင်စေဖို့အတွက်ထုတ်သုံးတဲ့အကွက်ဖြစ်ကြောင်းပြောကြပါရယ်ဘောလုံးနှိပြရဲ့အမြင်နဲ့ကြီးစုသူတွေရဲ့အမြင်ကတော့မတူညီနိုင်ပေပွဲစဉ်တွေအတွက်လူကိုလျားထားတာတွေလည်းရှိနေပါရယ်မိထက်လူကတော့စီကိန်းမှာပြန်ရတဲ့အတွက်ရတဲ့အခွင့်အရေးကိုအသုံးချပြီးတော့ကိုသွန်းသွားနိုင်ခဲ့ပါပြီဒါကြောင့်လည်းမြမအတင်းကစီကိန်းမှာပုတ်ထွက်လာပါပြီးတော့အနိုင်ရရှိသွားခဲ့တာဖြစ်ပါရယ်တကယ်တော့ဖိလစ်ပင်းအတင်းကလည်းကမ္ဘာဘလောက်ကိုဝင်ခဲ့မှုတဲ့အတင်းဖြစ်ပါတယ်နော်ဒီလိုမျိုးအတင်းကိုအနိုင်ယူဖို့ဆိုတာမလွယ်ကူပေမဲ့အလုံးရဲ့ညီညွတ်မှုကြောင့်သာအနိုင်ရ ရှိသွားခဲ့တာဖြစ်ပါတယ်။မြမအသင်းရဲ့ကုသမကတကယ်တော်ရာကိုလည်းချီးကျူးနေကြပြီးတော့သူ့ကြောင့်သာတစ်ဖက်ကဂိုးတွေကိုကာကွယ်နိုင်ခဲ့တာပါရှင်။မေထလူကတော့နိုင်ငံကုန်ကိုဆောင်ဝေးကျင်တာကြောင့်ရတဲ့အချိန်လေးမှာပြန်လာပြီးတော့ဂုံဆောင်ပေးနေတဲ့သူပါ။ နာမည်ကျော်တက္ကသိုလ်တစ်ခုဖြစ်တဲ့ UCLA မှာဝန်ကွန်းရချပီသားဖြစ်တဲ့မီထက်လူကဘောလုံးကိုဝါသနာပါသူဖြစ်နေလို့အဝေးကနေလာရသူဖြစ်ပါတယ်။သူတက်တော့အတုံခွန်ဆိုင်စူးစမ်းချပီမဲ့တကယ်ရှင်မြဲမဲ့ပွဲကြီးပွဲကောင်းတွေမှာသူ့ကိုပွဲမထုတ်တာကြောင့်မီထက်လူတယောက်စိတ်ပြတ်သွားမှာကိုလည်းမြန်မာပရိသတ်တွေကစိုးရင်ကြရပါတယ်။ဂျပန်နီးပြားကတချို့ပွဲတွေမှာသူ့ကိုပြီးမကန်ပြီးမဲ့လဲကန်လို့ရတဲ့အချိန်တွေမှာတော့တွင်ကိုတွေကိုရအောင်ယူတတ်သူပါ။အခုတော့မီထက်လူကဒီပွဲမှာခြေစွမ်းတွေကိုပြတ်သက်ခွင့်ရပြီဖြစ်ပြီးတော့သူ့ရဲ့လွှမ်းမိုးနိုင်မှုကကြီးမားကြောင်သိသွားခဲ့ကြပါတယ်။မီထက်လူပေါင်းဝမဲ့ပွဲဖြစ်လို့ ို့လည်းဘောလုံးကွန်းမှာလာကြည့်တဲ့သူတွေကပြည်နေတဲ့အပြင်အွန်လိုင်းကနေတိုက်ရိုက်ကြည့်ရှုနေကြသူတွေလည်းရှိနေပါသေးတယ်။ မေတ္တလူကတော့သူ့ရဲ့ခြေစွမ်းတဲ့မြန်မာဘောလုံးပြိသက်တွေကိုဆွဲဆောင်ထားနိုင်ပြီးတသင်းလုံးရဲ့ကြိုးစားမှုတွေကိုလည်းမိထားလို့မရပြန်ပါဘူးရှင်။လာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာတော့မြန်မာအသင်းကမလေးရှားအသင်းနဲ့ပြိုင်မှာဖြစ်ပြီးဒီဇင်ဘာလ17ရက်နေ့မှာတော့ဗီယက်နမ်အသင်းနဲ့ကစားသွားကြမှာဖြစ်ပါတယ်။နောက်ထပ်အဆင့်နဲ့အတွက်တော့ဒီပွဲတွေမှာအနိုင်ရဖို့လိုအပ်တာကြောင့်တသင်းလုံးကအသွန်ခွန်ဆိုင်ပြင်ဆင်နေကြပါတယ်။မြန်မာအမျိုးသမီးအသင်းကတော့အောင်မြင်မှုတွေကိုယူဆောင်လာပြီးမြန်မာအမျိုးသားအသင်းကတော့စီကင်းရဲ့ပွဲဥချက်မှာတင်ဖိလစ်ပိုင်အသင်းကိုရှုံးသွားပြီးဖြစ်ပါတယ်။အောင်မြင်မှုတွေရယူလာတဲ့မြန်မာလက်ရွေးစင်အမျိုး မီးအသင်းကိုဆက်ပြီးတော့အားပေးသွားကြမှာလားဆိုတော့ကွန်မန့်မှာပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်